ိုယ့်ရဲ့မျက်လုံးမြင်ကွင်းထဲမှာအဆက်ပြောက်တွေတော့เนาะအဲ့ဒါလေးတွေကိုမှုံမွှားလေးတွေကိုမြင်မှုကြလားမသိဘူးဒီအဲ့ဒါကိုကျွန်တော်တို့က eye floater လို့ခေါ်ပါတယ်ကျွန်တော်တို့ medical dance ရဆိုရင်တော့ myo depth subsea လို့ခေါ်ပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ကအဲ့ဒီ eye floater လေးနဲ့ပတ်သက်တာလေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်မျက်စိမြင်ကွင်းမှာမှုံမွှားတွေစင်းကြောင်းတွေဆက်ဝိုင်းတွေအချီမြင်တွေပေါ့နော်ပင့်ကူအိမ်တွေအဲ့လိုပုံသဏ္ဍာန်မျိုးမျိုးလွင်မျောနေသလိုမြင်တွေ့ရတာ eye flow တာဒါမှမဟုတ်လို့ရှင် medical terms ရဆိုရင် myo dysopsia လို့ခေါ်ပါတယ်အဲ့ဒါတွေကိုအထူးသဖြင့်ကောင်းငင်ပြားတွေဖြူရောင်နေရည်ဒါမှမဟုတ်လို့ရှင်စာရွက်ဖြူလိုမျိုးအလင်းရောင်တောက်ပတဲ့နေရာမှာကျင်ပို့ပြီးတော့ထင်းထင်းရှားရှားမြင်နိုင်ပါတယ်အဲမျက်နှာလှုပ်ရှားတဲ့အခါမှာအတူတူရွေ့ရှားနေတတ်ပြီးတော့သူတို့တက်တက်စိုက်ကြည့်ဖို့ကြိုးစားလို့ရှင်တော့မြင်ကွင်းကနေရှောင်ပြေးနေရလို့ခံစားရပါတယ်မျက်နှာအိမ်တွင်းမှာမျက်နှာစိတ်ပိုင်းတွေကာဝယ်ဖို့အတွက်အာဟာရပန့်ဖို့အတွက်အရေးကြီးနှမျိုးရှိပါတယ် အမျိုးလုံးရဲ့မှန်ဘလူးရဲ့အရှိပတ်မှာတော့အရေးကျဲတဲ့ aqueous hue မှာရှိပြီးတော့အနောက်ဘက်မှာတော့ပိုပစ်ပြီးတော့ jelly လိုသိပ်သီးစားရှိတဲ့ vitreous hue မှာဆိုတာရှိပါတယ်။ vitreous hue မှာကအနောက်ဘက်ဆုံးမှာရှိတဲ့မြင်းလွားနဲ့ထိဆက်သွယ်ထားပြီးတော့မျိုးလုံးရဲ့ဒုတယ်နဲ့ပုံမှန်အောင်ထိမ့်သိမ့်တဲ့နေရာမှာအရေးကြီးပါတယ်။ vitreous hue မှာ jelly လွားကအသက်အရွယ်ကြီးလာတဲ့အများတဖြည်းဖြည်းကျုပ်ဝင်ပြီးတော့အရေးပြောကြလာတဲ့အတွက်ကြောင့် eye flow တာတွေအဓိကဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ vitreous hue မှာအတွင်းမှာရှိတဲ့ collagen တွေပြည့်စည်တဲ့အခါမှာအမင်နေနဲ့ အမှုံမွားတွေဖြစ်ပေါ်လာပြီးတော့မြင်းနွားရှေ့မှာအရိတ်ကျပြီးတော့လွင်မျောနေတဲ့အဆက်ပြောက်တွေဖြစ်နေမြင်ရခြင်းဖြစ်ပါတယ်။အတိုက်ရွယ်ကြီးတာအပြင်ဟိုဒီလိုခြေနေတွေမှာလည်း eye floater တွေဖြစ်နိုင်ပါတယ်။အဲ့တော့ဘလူးခြေတွေလဲဆိုတာစက်ကြည့်ရအောင်နော်။ပထမခြေနေကတော့အဝေးမှုန်တာပါ။အဲ့တော့အဝေးမှုန်တဲ့သူတွေမှာ vitreous humor ကပုံမှန်တက်စောပြီးတော့အရေးပြောကြနိုင်ပါတယ်။အဲ့နောက်တစ်ခုကတော့ retina tear ပေါ့နော်ဒါမှမဟုတ် retina detachment လို့ခေါ်တဲ့မြင်းလွာစုပ်ပြဲခြင်း၊ကွာကျခြင်းမှာလည်းဖြစ်တတ်ပါတယ်။ အဲ့လိုအခြေအနေမှာ floaters အရေအတွက်တွေကတိတိတတ်တာများလာပြီးတော့ပျက်စီးလက်လိုအလင်းတန်းတွေမြင်ရတာပေါ့နော် floater ပြုံ flashes တွေမြင်ရတာလေအမြင်အာရုံမှာ light ကမဲ့ဖုံးနေလို့ခံစားရတယ်လေဖြစ်ပေါ်လာနိုင်ပါလေအဲနောက်တစ်ခုကတော့ intraocular hemorrhage လို့ခေါ်တဲ့မျက်လုံးအတွင်းမှာရှိတဲ့သွေးယိုခြင်းဖြစ်စင်ပါလေဒီလိုကိစ္စဖြစ်တတ်ပါတယ်ဒါကတော့စီးယိုနောက်ဆက်တွဲဖြစ်တဲ့မြင်လောပြဿနာပါเนาะကျွန်တော်တို့ကတော့ diabetes retinopathy လို့ခေါ်ပါတယ် အဲ့ဒီအချိန်မှာဒီလိုဖြစ်တတ်တယ်ပေါ့နောက်တစ်ခုကမျိုးလုံးထိခိုက်တံရရတာဒါမှမဟုတ်ရှင်သွေးကြောပေါက်တာကြောင့်မျိုးလုံးအတွင်းမှာသွေးတွေဝင်ရောက်ပြီးတော့ floater တွေမြင်ရတတ်ပါတယ်အဲနောက်တစ်ခုကတော့ uveitis လို့ခေါ်တဲ့မျိုးလုံးအတွင်းသားရောင်ရမ်းခြင်းဖြစ်စင်ပါလေဆဲမုံမွားတွေဖြစ်စီပြီးတော့ floater တွေဖြစ်စီနိုင်ပါတယ်နောက်တစ်ခုကတော့မျိုးလုံးအတွင်းမှာအကျိတ်တွေဖြစ်ရင်လည်း eye floater တွေဖြစ်တတ်ပါတယ်နောက်တစ်ခုကတော့အတွင်းနေခွဲစိတ်မှုလုပ်ထားတဲ့သူတွေမှာလည်း virtual humor အခြေအနေကိုပြောင်းလဲစေရတဲ့ကြောင့်မလို့ floater တွေမြင်ရနိုင်ပါတယ် နောက်တစ်ခုကတော့မျိုးလုံးပြင်ပယောဂါတွေပေါ့နော်အဲ့တော့ခုခံကပုံမှန်တုတ်ပြန်မှုကြောင့်ဖြစ်တဲ့အဆစ်ရောင်ယောဂါတွေပေါ့နော် arthritis လို့ယောဂါတွေနောက်တစ်ခုကခါရိုးရောင်တွေပေါ့နော် ankylosis spondylosis spondylitis ပေါ့နော်အဲ့လိုယောဂါမျိုးတွေမှာမျိုးလုံးတွင်းသားရောင်ရွှဲမှုတွေဖြစ်ပြီးတော့ eye flutter တွေဖြစ်ပေါ်စေနိုင်ပါတယ်အဲ့တော့ဘယ်သူတွေဖြစ်နိုင်ကြများလဲဆိုတော့အသက်50အထက်ရှိတဲ့သူတွေအဝေးမုန်တဲ့သူတွေအဲမိသားစုမှာပေါ့နော်မြင်လောကာကြတာတွေစုပ်ပြဲတာတွေဖြစ်မှုတဲ့သူတွေ မျိုးလုံးအတွင်းသားရောင်ရမ်းတာဖြစ်မှုတဲ့သူတွေအဲ့လိုလူတွေမှာဒီလို eye flow တာတွေပို့ပြီးတော့ဖြစ်နိုင်ကြဖို့များပါတယ်အဲ့တော့ယောဂလက္ခဏာတွေအနေနဲ့ဆိုရင်တော့မျက်စိမြင်ခွင့်ရှိမှာလွင့်မျောနေတဲ့အမှုံမှွားတွေအစင်းချောင်းတွေဆက်ဝိုင်းတွေမြင်းတူတွေအချင်မြင်တွေမိုးရိမ်စက်နဲ့ပင့်ကွေပုံစံလိုပုံစံတွေမြင်ရတာတော့အဓိကလက္ခဏာပေါ့နော်ဒါပေမဲ့အဲ့လိုအဆက်ပြောက်တွေမြင်ရတဲ့ပြင်နောက်ထပ်လက္ခဏာတွေလည်းရှိပါသေးတယ်အဲ့ဘယ်လိုလက္ခဏာတွေလဲဆိုတော့ဒီအမြင်အရဝေဝါးတာပေါ့နော် blur vision လို့ခေါ်ပါတယ် အဲ့တော့သူသဖြင့်ဘေးနှစ်ဖက်မြင်ကွင်းတွေဝေဝါလာတာပေါ့နော်နောက်တစ်ခုကမျက်လုံးနာတာမျက်လုံးအောက်နာတွေဖြစ်တတ်ပါတယ်အဲ့ဒါကတော့နာပြောတယ်ဒီ UVitis တို့ခေါ်တဲ့မျက်လုံးအတွင်းရောင်ရမ်းနာတွေရေတိမ်တွေဖြစ်တာ ਨੇ တွဲရင်နော်မျက်လုံးနာလာပါတွဲဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့မျက်လုံးအတွင်းမှာယောဂဝင်ရောက်တာမျိုးရောင်ရမ်းနာပြီးဖြစ်မယ်ဆိုရင်နော်မျက်လုံးတွေရောင်ရမ်းပြီးနေရတာလည်းဖြစ်တတ်တယ်အဲနောက်တစ်ခုကတော့အခြားယောဂိုင်းနဲ့ဆက်ဆက်နေတာပေါ့နော်အဲ့တော့မျက်စိနာနဲ့အတူအဆင့်မြင့်တွေနာကျင်တာတွေအဖူးကျိတ်တွေထွက်တဲ့လက္ခဏာတွေဆိုတာတော့ ဒီမျက်စိနာတာအပြင်ဒီ floater တွေနဲ့တူတခြားလောကလက္ခဏာတွေပါ တွဲဖြစ်နေရလို့ပြောနိုင်ပါတယ်ပေါ့အဲ့တော့နောက်ဆက်တွဲပြဿနာတွေဘာဖြစ်တတ်လဲဆိုတော့ဒီ i floater ပုံမှန်ဆိုရင်တော့ရိုးရှင်းတဲ့အနေအထားတခုเนาะတိတ်ပြီးတော့အနေရမရှိရဖြစ်တတ်ပေမဲ့ reflex sign တွေလည်းသူ့မှာရှိရပေါ့เนาะအဓိကပြဿနာကတော့ retina detachment လို့ခေါ်တယ်မြင်လောကွာကျနေပြဿနာပေါ့အဲ့ဒါဆိုရင်တော့မျက်စိအထုကုဆရာအောင်လည်းသေချာပြဖို့လိုပါတယ်အဲ့တော့ဘာထက်တွေ့ရင်လဲဆိုတော့ flashes တွေပေါ့ဒီ ဒီကုနာ floater တွေပေါ့နော်အဆက်ပြောက်တွေအပြင်ကိုလျှက်စီးလက်သလိုအလင်းတန်းတွေတောက်လျှောက်မြင်နေရပြီဆိုရင်တော့ဒါပြီးမြင်လောဆုပ်ပြဲခြင်း၊ကွာကျခြင်းအဓိကလက္ခဏာဖြစ်တဲ့ကြောင့်မလို့အန္တရာယ်ကြီးပါတယ်။နောက်တစ်ခုကတော့မျက်စိမြင်ခွင့်ရှိမှာ light guard မလို့ရှိရင်အရင်ပဲဖုံးနေသလိုခံစားနေရမှာဆိုလို့ရှိရင်လည်းအဲ့ဒါကုနာပြောမြင်လောကွာကျတာဖြစ်တဲ့ကြောင့်မလို့အဲ့ဒါဒီအမြင်အောင်ဆုံးရှုံးမှုဖြစ်နိုင်ချေရှိပါတယ်။မျက်စိဆောင်ရယ်အမြင်အောင်သွားပြီးတော့တိုင်ပြင်းဖို့လိုအပ်ပါတယ်ပေါ့နော်။နောက်တစ်ခုကတော့ eye floater နည်းနည်းလေးကနေဖြည်းဖြည်းနဲ့အရွယ်စားသီးတာကြီးလာတဲ့ ပြီးလို့ရှိရင်အရေးအတွက်တွေများလာတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါဒီမျက်နှုံးတွင်းမှာပေါ့နော်သွေးယိုတာပေါ့နော် vitreous hemorrhage ဒါမှမဟုတ်ရှင်မြင်တော့ဆုတ်ပြဲလာရင်နောက်ဆက်တဲ့ပြဿနာဖြစ်တဲ့ကြောင့်မို့ဒါလည်းတော်တော်အရေးကြီးပါတယ်ပေါ့အဲ့တော့ဘလို့အချိန်မှာဆေးရုံစေကံပြရမလဲဆိုတော့ဘလို့အချိန်မှာဆေးရုံစေကံပြရမလဲဆိုခုနကဒီ reflex sign နေနဲ့တွဲဖြစ်လာပြီဆိုရင်တော့ဒါဒီမိသားစုဆောင်နဲ့တိုင်ပင်မယ်လိုရရင်ဒီမျက်စိတူဦးဆောင်နဲ့ထပ်ပြီးတော့ပြတ်သားဖို့လိုပါလိမ့်မယ်ပေါ့အဲ့တော့ဒီ eye floaters ကိုဘလို့ရှာဖွေစစ်ဆေးလို့ရတယ်ပေါ့နော် ဲ့တော့အဓိကတော့မျိုးလုံးပေါ့နော်သေးသေးစစ်စေးတာပေါ့နော်အဲ့ဒါလောက်တာရပါတယ်အဲ့တော့ဆရာဝန်ကအဲ့ဒီချိန်မှာမပါလို့မလဲဆိုရင်ယောဂရာဆိုရင်ကိုစနေကြမေးမြန်းမယ်အမေအောင်စမ်းသပ်မယ်မျိုးလုံးအတွင်းမှာကိုသေးသေးကြည့်ရှုနိုင်မှုအတွက်ကျွန်တော်တို့ကမျိုးလုံးထဲမှာပေါ့နော်မျက်စင်းဆေးရထည့်ပြီးတော့မျိုးဝန်းကိုချဲ့တယ်ပေါ့နော်အဲ့လိုချဲ့ပြီးတော့မျိုးလုံးကိုစနေကြစစ်စေးနိုင်ပါတယ်နောက်တစ်ခုကတော့ stick plan နဲ့ဆက်တာပေါ့နော်မှန်ပြောင်းလေးသုံးပြီးတော့စက်တဲ့နီးပေါ့နော်အဲ့ဒါဘာသိနိုင်လဲဆိုတော့မျိုးလုံးရဲ့ရှေ့မှာရှေ့ရဲ့နောက်မှာရှိတဲ့အစိတ်ပိုင်းတွေကိုဒီသုံးမျက်မြင်ပုံရိပ်တွေနဲ့အသေးစိတ်ကြည့်လို့ရပါတယ်ပေါ့နော် အဲနောက်တစ်ခုကကျွန်တော်တို့က OCT လို့ခေါ်တယ် Optical Coherence Tomography လို့ခေါ်တာပေါ့နော်အဲ့ဒါနဲ့လုပ်ပြီးဆိုရင်တော့ဘာသိနိုင်လဲဆိုရင်မျက်လုံးတွဲမှာရှိတဲ့အလွှာတွေရဲ့ဖွဲ့စည်းပုံကိုအသေးစိတ်ပုံတွေရိုက်နိုင်တဲ့ကြောင့်မလို့ဒီ eye floater တွေတည်နေရာနဲ့ဒီ retina ပေါ့နော်မျက်လုံးအားနဲ့အကွာအဝေးဘယ်လောက်ရှိတယ်ဆိုတာကိုတိတိကျကျသိနိုင်ပါတယ်အဲ့လိုသိတဲ့အခါမှာဘာလုပ်လို့ရလဲဆိုတော့ကုသမှုနည်းလမ်းတွေပါကောင်းကောင်းဆုံးဖြတ်လို့ရတာပေါ့အနောက်ခုကတော့ ultrasound ပေါ့နော် ultrasound ရိုက်တာပေါ့မျက်လုံးတင်းကိုအလင်းအောင်ကောင်းကောင်းမွန်နိုင်တဲ့အခြေအနေတွေမှာဆိုလို့ရှိရင်ဒီအတန်လိုင်းသုံးပြီးတော့ မျိုးလုံးရဲ့အတွင်းပိုင်းဖွဲ့စည်းပုံတွေပုံဖော်ပြီးတော့ယောဂရှာလို့ရတယ်ပေါ့နော်ကဲတော့ဘလူးကုသလို့ရမလဲပေါ့အဲ့တော့ဒီ eye floater တွေကအများသောကတော့ပြင်းထန်မှုမရှိဘဲနဲ့အလူလျောက်ကျင့်သားရသွားတာဒါမှမဟုတ်ယောပါသွားတာဖြစ်တတ်ပါတယ်အဲဒါမဲ့တခြားယောဂအခန်းတွေကြောင့်ဖြစ်တယ်ဆိုရင်တော့အဲ့ယောဂါကိုဥစွာကုသဖို့လိုအပ်ပါတယ်အဲ့တော့ iron floater တွေကကိုယ့်ရဲ့နေ့စဉ်လူမှုဘဝကိုပါနှောက်ရက်ဖြစ်မယ်ဆိုရင်တော့ခုလိုနေလနေနေကုသလို့ရပါတယ်အဲ့တော့ ထမဆုံးနီလန်းကတော့ laser vitriolysis လို့ခေါ်ပါတယ်လေဆာနဲ့ကုသတာပေါ့နော်အဲ့မှာတော့ YAG လို့လေဆာပုံမှန်မျိုးပေါ့နော်အဲ့ဒါနဲ့လှုပ်ထားတဲ့အထူးပြုလုပ်ထားတဲ့လေဆာလင်းတဲ့အနေနဲ့ဒီအမြင်အောင်ကိုနှောက်ယှက်ဖြစ်စေတဲ့ floater တွေကိုအငွေ့ပြောင်းအောင်လုပ်တာဒါမှမဟုတ်ရှင်သေးငယ်တဲ့အမှုတ်တွေဖြစ်နေပြိုကွေးအောင်လုပ်ပြီးတော့ဒီ floater တွေကုသပေးရပါပေါ့နော်အဲ့တော့ဒီလေဆာနီးပညာထူထပ်လာတဲ့အခါကျတော့ဘာကောင်းလဲဆိုတော့ဒီပုံမှန်ခွဲစိတ်ကုသမှုတဲ့ဘေးရွက်ဆိုးရိုးနေပြီးတော့ဘေးငင်းစိတ်ချရတဲ့ရွေးချယ်မှုတွေဖြစ်လာတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ vitreotomy လို့ခေါ်တာပေါ့ခွဲစိတ်ကုသတာပေါ့နော်ဒီ floater တွေကရမ်းများပြီးတော့မျက်ကြည်လောက်ထိကိုက်နိုင်တဲ့အခြေအနေမှာဆိုရင်အဲ့လိုကိစ္စမျိုးလုပ်ပေးတယ်ပေါ့နော်ဒီသေးငယ်တဲ့ခွဲစိတ်ကိရိယာလေးတွေကိုသုံးတယ်ဒါကြောင့်မလို့ခွဲစိတ်မှုမှာဖြစ်တဲ့ဗေဒဆူဂျိုးတွေပေါ့နော်မြင်လာဆုတ်ပြဲတာတွေယောဂပူဝင်တာတွေလည်းနည်းပါးပြီးတော့ပြန်သက်တာနှုံလေပို့ပြီးတော့မြန်ဆန်တယ်လို့ပြောကြတယ်ပေါ့နော်အဲဒီလိုခွဲစိတ်မှုလုပ်မယ်ဆိုလို့ရှိရင်ဒီမျက်လုံးအတွင်းမှာပေါ့နော် vitreous humor ကိုဖယ်ရှားတယ်ဖယ်ရှားပြီးတော့ပိုးသက်ထားတဲ့စားရည်ဒါမှမဟုတ်ရှင်အစီဒါမှမဟုတ်ရှင်ဓာတ်ငွေတစ်ခုနဲ့ပြုတ်ထားတယ် ူစီပေါင်းငယ်လေးနဲ့ပြန်ပြီးတော့အစာထိုးတယ်ပေါ့နော်ဒါကတော့ဒုတိယမြောက်ခွဲစိတ်မှုပေါ့နောက်တစ်ခုကတော့ CO2 နဲ့ကုသတာပေါ့အဲ့ဒါကျွန်တော်တို့က pharmacologic vitriolysis လို့ခေါ်တယ်ပေါ့နော်အဲ့ဒီနည်းလမ်းကတော့တောက်ဆေးတွေဒါမှမဟုတ်ရှင်မျိုးလုံးတွင်းထိုးဆေးတွေသုံးပြီးတော့ floater တွေကိုဒီဖြက်စီးပျော်ဝင်မှုအတွက်ယူရတာပေါ့နော်အဲ့တော့အဲ့ထက်မှအဓိက ပါဝင်တာကတော့ဒီနနက်သီးတွေတင်မောသီးတွေဒီတဖန်းသီးတွေပေါ့နော်အဲ့မှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေကနေပြုလုပ်ထားတဲ့အန်ဇိုင်းတွေပေါ့နော်အန်ဇိုင်းတွေကိုသုံးပြတဲ့ကုသနာကြီးကုကုလုတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကြီးတော့လုံနေကြတယ် ဲ့ဒီကောင်တွေကအခုချိန်မှာဆိုအစပိုင်းမှာအောင်မြင်မှုရှိရပေါ့နော်အဲနောက်ပိုင်းမှာတော့ပို့ပြီးတော့တွင်းတွင်းကျယ်သုံးလာနိုင်မယ်လာလာတော့ရှိရဒီကောင်လေးအောင်မြင်လာမယ်ဆိုလို့ရှိရင်နော်နောက်ပိုင်းမှာဆိုရှင်ခွဲစိတ်ကုသမှုမလိုပဲねဒီ floater တွေကုသနိုင်တဲ့ဖြည့်ရှင်းနည်းဖြစ်လာမယ်လို့လည်းသိပ္ပံပညာရှင်တွေကညွှန်တင်ထားကြတယ်ပေါ့နော်ကဲဒီတော့ floater တွေကိုကောက်ခဲလို့ရတာပေါ့နော် ကောက်လို့ရတာဆိုပြေဝကောက်လို့မရဘူးအဲ့တော့မျိုးလုံးကျမကြီးကိုထိမ့်သိမ့်ပြီးတော့ဖြစ်ပေါ်နိုင်ရောချော့ချမယ်ဒါမှမဟုတ်ဖြစ်ပေါ်တဲ့အခါမှာနေထိုင်ရလွယ်ကူစေတာအောင်လုပ်ဖို့ပေါ့နော်အဲ့တော့ဘလူနေနိုင်လောက်ကြမလဲပေါ့ ဲ့တော့ပမာဆုံးကတော့အဟာရမြင့်မြတ်လာတာစားသုံးတာပေါ့ဒီမျိုးလုံးကျန်းမာရေးအတွက်အရေးကြီးတဲ့ဗီတာမင်ကျွေဝတဲ့မုံလာဦးနီးတွေအစိမ်းအောင်ဟင်းသီးရွက်တွေအသေးတွေငါးမျိုးမျိုးတွေနို့နဲ့နုဒက်ပစ္စည်းတွေကိုအဓိကစားသုံးပေးရမယ်ပေါ့နောက်တစ်ခုကဗီတာမင် A တို့ Zinc တို့ Omega 3တို့ပါတဲ့အားစေးတွေကိုလည်းဆောင်ရုံကြားကြတဲ့ညီတောက်သုံးဖို့လိုရပါတယ်နောက်တစ်ခုကတော့ရေဓာတ်ပြည့်ဝဖို့လိုပါတယ်။တတိတာလိုအပ်တဲ့ရေမာနကိုလုံလောက်တောက်မယ်ဆိုလို့ရှိရင် vitreous humor ရဲ့ပုံမှန်ခြေနေကိုလည်းထိန်းသိမ်းနိုင်ပါတယ်။အဲနောက်တစ်ခုကတော့ဆလိပ်ဖြတ်တာပါနော်။ စရိတ်တောက်တာဟာသွေးလည်ပတ်မှုကိုထိခိုက်စေတဲ့ကြောင့်မလို့ floater တွေပိုဖြစ်နိုင်တယ်ဒါကြောင့်မလို့စရိတ်ပြက်လာတာလည်း floater အတွက်အများကြီးကာကွယ်ရောက်ပါတယ်ပေါ့နော်အဲနောက်တစ်ခုကတော့မျက်လုံးအနားပေးတာပေါ့ဒီကွန်ပျူတာတွေဖုန်းတွေ TV တွေအဲ့လိုမျိုးပေါ့နော် electronic ပစ္စည်းတွေကိုချိန်ကာလကြာရှည်စွာသုံးပြုမယ်ဆိုလို့ရှိရင် floater တွေဖြစ်နိုင်ကြီးပိုများတယ်ဒါကြောင့်မလို့ဘာလို့ရမလဲဆိုရင်ဆရာဝန်တွေကြံပေးထားတာတော့2020 20 rule နဲ့တို့ခိုင်းတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့မိနစ်30ပြည့်တိုင်းမှာ အနားယူမယ်ပေ20ကွာဝေးမှာရှိတဲ့ရောက်သူကိုစက္ကန့်20လောက်ကြည့်ပေးမယ်ပေါ့နော်အဲ့လိုလည်းအကြောင်းဖြေတာပေါ့နော်အဲ2020 20 rule နဲ့လောက်ကြည့်ပါပေါ့နော်အနောက်တစ်ခုကတော့မျက်လုံးလေးချိန်ကလောက်တာပေါ့အဲမျက်လုံးကိုပေါ်အောက်ဗေးလိုက်ရွှေ့ပြီးကြည့်တာလေအဲနိုင်လက်တန်လို့စဝိုင်းပုံသာလှက်ပတ်ကြည့်တာတွေကဒီ eye floater တွေကိုမြင်ဝဲကနေကြောပါသွားစေနိုင်ပါတယ်ပေါ့နော်ဒီအဝေးတနေရာကနေရောက်သူကိုစိုက်ကြည့်တာရဲ့ကလည်းကျွန်တော်ဒီမျက်လုံးသွေးလက်ပတ်မှုကိုကောင်းစေပြီးတော့ eye floater တွေကိုသတိထားမှုကြောနင်းသွားစေနိုင်ပါတယ်ပေါ့နောက်တစ်ခုကတော့ စူးရှာတောက်ပါတဲ့အလေးရောင်လေးထိတွေ့မှုရှော့ချတာပေါ့ဆိုနေအောင်ကြီးတိုက်ရိုက်ကြည့်ရှုတာကိုရှောင်ကြဉ်ပြီးတော့နေကာမျက်မှန်သုံးဖို့လိုတယ်ပေါ့နော်အဲ့ဒါဆိုရင် floater ရောသွားနိုင်တယ်နောက်တစ်ခုကတော့အာယုံပြောင်းတာပေါ့အဲ့တော့စိတ်ရောလူပါအားဆိုင်ရတယ်ဒီကခုံတာတွေဂင်းစားတာတွေအိမ်မွေးလိမ့်ဆန်တဲ့လမ်းလျှောက်တာတွေအဲ့ဒါလုပ်မယ်ဆိုရှင်လဲ eye floater တွေကိုသတိမထားမိတော့ပိုင်နဲ့အဆင်ပြေပြေနေထိုင်သွားလာနိုင်မှာဖြစ်ပါတယ်ပေါ့အဲနောက်တစ်ခုကတော့မျက်လုံးကိုထိကက်တယ်အမြအောင်ယူဆိုင်တာပေါ့နော်ဒီအာကစားပြုတ်တဲ့အချိန်တော့မဟုတ်ရလို့တဲ့အချိန်မှာမျက်လုံးကာကွယ်မျက်မှန်ကိုတက်ဆင်ထားမယ်ဆိုရင် ဒီ eye filter တွေကိုအများကြီးကောက်ဝယ်ပေးနိုင်မှာဖြစ်ပါတယ်အဲနောက်တစ်ခုကမျက်စိစစ်ဆေးမှုကိုပုံမှန်ခိုင်ယူတာပေါ့အဲတော့စီးကျိုသွေးလို့ရှိခဲ့လူတွေဟာတစ်နှစ်ပေါ့နော်အ ਨੇ ဆုံးတော့တစ်နှစ်တစ်ချိန်လောက်တော့မျက်စိစစ်ဆေးမှုလိုအပ်ပါတယ်အမိသားစုမှာရေတင်မျိုးကိုရှိလို့ရှိရင်အသက်၄၀ကစပြီးတော့ပုံမှန်စစ်ဆေးပြီးတော့အသက်၅၀နဲ့ထက်ရှိတဲ့လူမှာတော့နှစ်နှစ်တစ်ချိန်စစ်ဆေးပြီးတော့နောက်ဆက်တဲ့ပြဿနာတွေကိုအချိန်မီကာကွယ်နိုင်မှာဖြစ်ပါတယ်အဲတော့ဒီနောက်တစ်ခုက ျက်စိရားတာတွေညီတာတွေနားတာတွေဆိုရှင်မျက်စင်းဆေးရည်တွေပဲသုံးယူနိုင်ပြီးတော့အဲ့ဒါကြီးကတော့ကျွန်တော် floater တွေအတွက်ဘာမှအကျိုးမရှိဘူးဆိုတော့ပြောပြရတယ်ပေါ့နော်အဲ့လိုပြောနေတယ်ပဲကျွန်တော်ဗီဒီယိုနေကုန်းချုပ်ပါတယ်အဒီဗီဒီယိုကြီးရဲ့လူအနေနဲ့ဒီမျိုးလုံးမှာဆက်ပြောက်တွေပြင်တဲ့ iFlow တာကြောင့်အသေးစိတ်သိသွားကြမယ်လို့ပြောနေပါတယ်ဒီလိုဗီဒီယိုလေးကိုမြင်နေတင်ဆက်ပေးပါမလို့ကျွန်တော်ရဲ့ AI channel လေးကိုမြင်နေဆောင်းမြောက်အားပေးကြပါလို့ပြောနေတယ်ပဲနှုတ်ဆက်လိုက်ပါတယ်နောက်တစ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်